တကယ်တော့စိတ်ထားပြီးတော့ next level ရတာမဟုတ်အဲ့ဒီအကြောင်းကိုပြန်ပြောပြီးတော့ class ကိုဖွင့်ပြီးတော့ app class ကရတဲ့မူရင်းနဲ့တို့က next level ရတာ hey မလိန်ရဲတခုပြပြမယ်သိလားကိုဘွားမှာလေအဲ့လို next level ရောက်ချင်တယ်ဘာလို့ဆိုလို့ရှင်လေတကယ်ကိုစရအများကြီးဖတ်ရမှာလားပြီးရင်လုံးဝ time management နေနဲ့လုပ်ပြီးတော့အဲ့လိုပေါ့နော် the best version ဆိုပြီးအဲ့လိုမျိုးပြောနေတယ်လို့တကယ်ကိုအဲ့လိုနေလို့ရှင်တိုးတက်မှာလားပြီးတော့ ပြောမစ better version ရမှာပါပေါ့အဲ့ဒါကလေ30ရာခိုင်နှုန်းလောက်ဖြစ်ဆိုအမှန်နဲ့လို့ပြောချင်တယ်ဘာလို့လဲဆိုတာ practically ဆိုပြရမယ်နော်30ရာခိုင်နှုန်းဆိုတာဥမာကိုယ်အနေနဲ့ knowledge တွေမရှိတာသို့မဟုတ်စိတ်ကအမြဲတမ်းဟိုဘူရဲ့ဘက်ကြီးပဲရောက်နေတာဆိုတဲ့အခါမှာဆိုရင်တော့ဒီရာတွေကိုဘယ်လိုစိတ်နေစိတ်ထားထားရမလဲလို့ဘယ်လိုရှိရင်လူလိမ်မခံအောင်ပေါ့ကွာစာမျက်နှာဖတ်တော့ဒီအပိုင်းတွေကို तू ကကုနေတယ်ဒီဘက်တကယ် changes ဖြစ်တာလေဘယ်ဟာ changes ဖြစ်တာလဲတိလားဝေးပြီးတော့ skill ပြီးတော့ network ပြီးတော့ဝင်းကျင်အဲ့လေးကိုကတကယ် changes ဖြစ်တာဘာလို့လဲဆိုတော့စုပြပြမယ်ကွာစုဆိုလို့ရှင်ဒီ social media မှာ share လုပ်တယ်စု class တခုဖွင့်ခဲ့ဘူးလေဒါပေမဲ့အဲ့ဒါတွေကပတ်စပ်နေညာရရတယ်ထင်လား no ဒါကူပြုံလို့ကိုလုပ်တဲ့အလုပ်ပြီးတော့ဒီနေရာကြီးအကြောင်းလောက changes ဖြစ်လာဆိုရင်ဒီနေရာအကြောင်းစိတ်နေစိတ်ထားရဲ့ဒီ energy management လို့ပြီးတော့ပြောမစို့စီးပွားရေးလို့လို့ရှိရင်တူတူချာချာအရေးကြီးတာတွေပဲလုတ်ဖြစ်တယ်ဆိုရက်ဒီ targeted ဖြစ်သွားတော့လမ်းမှန်သွားဘူးတော့သူကပို့ပြီးတော့သွားတော့ဒါပေမဲ့တကယ်သွားပြီးတာတကယ်ကိုကြောတော့နောက်ခံတယ်ကိုကို smoothly ဖြစ်ပြီးတာမွေအဲ့တော့အဲ့ဒီငွေရဒီလို business ကနေရအောင်မဟုတ်စားရဖတ်ပြီးတော့ဒီလိုတွေပြောင်းမယ်အဲ့လိုရအောင်မဟုတ်စုတကယ်ငွေဝင်တာကကုန်ပစ္စည်းရောင်းတာ ဲ့တော့စုရဝေးရှာမယ်ဆိုရင်စုရကုန်ပစ္စည်းတစ်ခုထုတ်ရတယ်။ညံညာဆိုလည်းညံပြညာနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းထုတ်ရတယ်။အလားကုန်ဆိုလည်းအလားကုန်ထုတ်ရတဲ့မျိုးစုံပေါ်တော့ဘယ်လိုပဲဖြစ်စီလူတိုင်းက transaction တစ်ခုရှိမှဝေးဆိုရခဲ့တယ်။ transaction ဆိုတဲ့နေရာမှာကိုကဝင်တန်းဆိုလည်းကိုရဲ့ boss ကိုကိုရဲ့အလုပ်အတွက်အချိန်နဲ့အင်အားကိုပေးလိုက်ရအဲ့တော့ဒါကိုရဲ့ transition ပဲအဲ့တော့ဘာလဲဆိုတော့ငွေမရဝင်ဖို့အတွက် transition ကြီးကြီးလုပ်ရင်လုပ်ဒါမှမဟုတ် transition တက်တက်ကိုမများလုပ်ရင်လုပ်ဒါပဲပေါ့အဲ့တော့ တကယ်ကို next level ဖြစ်ဖို့တော့ကစရွာလေးဒီစာရီဖတ်တဲ့ time management တွေလို့ energy management တွေလို့ဆိုတာတော့တကယ်မှန်တာပဲအချိန်လဲဆိုတော့တကယ်ဝီကိုနည်းနည်း၆လစာလောက်အထိကိုအရင်ပူစရာမလိုဘူးဆိုရဲ့အချိန်ကြီးရောက်လို့ရှင်ဒါတွေပါပေါင်းလို့ရှင်ကြတော့တော့ကောင်းတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးကိုက pay check to pay check ပေါ့နော်ဒီ salary တွေပဲသွားနေရတဲ့သူတယောက်နေနေကအဲ့ဒီဟာတွေထပ်စုရတော့ဘာသွားကြံလဲဆိုတော့ဝေရှာမယ်ဝေရှာဖို့တော့ပါလို့လဲ ဝေရှာဖို့အတွက် skill လို့ပဲအဲ့တော့တင်နန်းနေမှာဆိုလို့ရှင်စိတ်နေစိတ်ထားပြောင်းလဲဖို့တင်နန်းနေပါဆိုစုကိုယ်ရလဲ class ကိုဖွင့်တော့စုပါနေပြောလဲဆိုကိုယ်အနေနဲ့အဲ့ဒီလိုမျိုး class တွေကကြတော့တသိန်းဟိုတော့မှအနိုင်နိုင်ဖြစ်နေတဲ့သူစု recommend မလုပ်ဘူးဘာလို့လဲဆိုစုပြောပြီးပြီဒီတသိန်းကိုကိုက practical ဖြစ်တဲ့ skills တွေကိုတွားပြီးလေ့လာလိုက်တာဘဝပုံပြီး changes ဖြစ်နိုင်တယ်အဲ့အချိန်မှာစိတ်နေစိတ်ထား class G ကိုတွားတက်နေတာ practical မဖြစ်ဘူးဒါအပွင့်လဲဆုံးလဲ sugar coated မလုပ်ပဲပြောတာအဲ့တော့ ကိုအနေနဲ့တသိမ်းမဲ့ရှိတယ်။ဘာလုပ်ရမလဲဆိုလို့ရှင်ဆိုတာကိုသွားချင်တဲ့နန်းမှာရှိတဲ့ skill ကိုတက်လို့ရတဲ့ class မျိုးသွားဥမာကိုက graphic design ကဆိုရင်ဟို motion graphic ဘက်ကိုသွားတာမျိုး 3D ကိုသွားတာမျိုးအဲ့တော့အဲ့လိုမျိုးဥစားတွေကိုသွားလိုက်ကွာပြောချင်တာကိုယ့်ရဲ့ဒီ line ထဲမှာပဲ not just in the same ပေါ့အဲ့လိုပုံစံကိုသွားရတော့ကိုက management ဆိုလို့ရှင် tools management တွေကိုကောင်းကောင်းတင်လို့ရတဲ့ class တွေကိုသွားရမျိုးကိုက accountant ဆိုလို့ရှိရင် quickbook class ကိုတက်တာမျိုးပြီးတော့တခြား data analysis ုတ်တဲ့ application တွေကို tools တွေကိုဘယ်လိုသုံးမလဲအဲသုံးတဲ့ဥစ္စာတွေကိုသတ်တာမျိုးအဲ့ဒါဒီတဲ့ life skill practical ဖြစ်တဲ့ class တွေကိုတက်တာအများကြီးပို့ပြီးတော့ထည့်ရောက်တယ်စိတ်နေစေတာ class တွေထားပြီးတော့စာတွေကိုထိုင်ဖတ်နေရတာတော့ပို့ပြီးတော့ practical ဖြစ်တယ်အဲ့တော့ပြောချင်တာစုကရိုင်းလည်းဒီစာတွေကိုမျှဝေနေရပဲစုကရိုင်းလည်း DI နဲ့ပြောပြီးပြောနေရပဲဘာလို့ဒါကလုံးဝအသုံးဝင်တာဆိုအသုံးဝင်တာမဟုတ်ဘူး तू ကကြတော့ဘယ်လိုလဲဆိုတော့ဘေးကနေပြီးတော့ကို့အနေနဲ့ ဘယ်လိုပြောရမလဲလမ်းမှန်ဖို့စက်တိုက်သွားနေတော့ဖို့အတွက် energy ကိုတော့အားတစ်ခု support system တစ်ခု mental support system တစ်ခုလိုမျိုးတွားသွားနေတာဒါပေမဲ့ဒီတစ်ခုနဲ့တစ်သေးမဖြစ်ဘူးအဲ့ဒီအရာတွေပဲပြောပြီးတော့တစ်သေးလုပ်နေတဲ့သူတွေဆိုတာကလည်းအဲ့အရာကိုရောင်းနေတာ class တွေကိုရောင်းပြီးတော့ပဲတစ်သေးဖြစ်ရင်ဖြစ်မယ်စုပြောတာတော့ဒါတိုက်ခိုက်လာတော့မဟုတ်ဘူးဒါပေမဲ့လုံးဝဒီလို class ကြီးပဲကိုပဲလုပ်ပြီးတော့စိတ်ကိုဘလို့ထားပါ ဒါ next level ရောက်မယ်ပါလို့ဆိုရှင်တကယ်တော့စိတ်ထားပြီးတော့ next level ရတာမဟုတ်အဲ့ဒီအကြောင်းကိုပြန်ပြောပြီးတော့ class ကိုပွင့်ပြီးတော့ app class ကရတဲ့မူရင်းနဲ့တို့က next level ရတာအဲ့တော့စုဒါကို sugar coat မလုပ်ချင်ဘူးဒါမှန်တိုင်းပြောတာအဲ့တော့စုအခုပြောရတဲ့မှာ movie power skill power နောက်တစ်ခု network oh my gosh network ကလေအရေးကြီးဆုံးပဲစုပေါ့နော်ဒီခုဆိုရင်ကုန်ပစ္စည်းတွေပါရေးစုရောင်းတယ်ရောင်းမယ်ဆိုရင်ညမှာအစု US မှာလည်းရမယ် ထိုင်းမှာလည်းရောက်နေမြန်မာနိုင်ငံမှာလည်းရောက်နေစုအခုဘဲရမှာနည်းနည်းလေးစပြီးတော့နောက်ထပ် next ဆိုတဲ့ level ပေါ့နော်ဥမာထားပါတော့အခုဥပမာစုကတိန်တသားရှိရဆိုစုတိန်တသိန်းတိန်တသားအလောက်ထီလောက်ကိုအချမ်းချမ်းလာခြင်းနဲ့ဥမာထားပါတော့အခု multi million ဖြစ်နေဆိုရင် multi million million နောက်ဆုံး billion ထိကွာနေဆိုရင်ဘာလဲဆိုတော့ network clue တကယ်တသိရလေ management skills တို့ဘာလို့ဒီမှာတကယ်တော့ manager ပြီးတော့တကယ် skill ရှိတဲ့သူရအများကြီးပဲ ဘာလို့တတိယတတိယနေရာရှောင်းနေဆိုသူတို့ကပိုင်မာရယ်ဆိုရဲဂျိတ်ဒီပဲသူအချင်းချင်းချိတ်ကြအဲ့တော့အဲ့ဒီဂျိတ်ကိုကိုကရဖို့အတွက်ကိုက networking ကောင်းอ่ะ networking ကောင်းဖို့အတွက်ဘာလို့ရလဲဆိုတော့တကယ်ဟီဟာလိုက်လို့ရအရင်တော့ကပေါ့နော်အဲ့လိုမျိုးဘာလို့ golf တွေရိုက်တာလဲတတိယတွေပါညာပေါ့နော်တကယ်လို့ရှင်းနေအချင်းချင်းချိတ်ဆက်နေကြတာအဲ့ချိတ်ဆက်တယ်ဆိုတာလည်းနော်ကိုကလေအခုမှစရတဲ့သူတယောက်ကချိတ်ဆက်လို့ဒါနဲ့အဲ့တတိယချင်းချိတ်ဆက်တာနဲ့မတူဘူး ဥပမာကွာကိုကအခုမှစရဲကွာဒိုးတက်ချင်းတယ်ပေါ့အောင်မြင်ချင်းတယ်ပေါ့ S30 ကိုသွားချိန် S30 ကကိုကလောက်ပေးမှလဲအလောက်ခံမယ်ပေါ့ဒီတက်ပုံပြီးအများကြီးကိုကိုလောက်ပေးဖို့ကကို့မှာပါရှိမှာလဲပေါ့ ိုစကေးရှိရင်တော့အလုပ်ခန့်နိုင်ရမယ်ကွာဒါမှမဟုတ်ကိုကအဝင်ထွက်တွေကောင်းပြီးတော့ network ကောင်းတယ်ပတ်စံတော့မရှိဘူးဒါပေမဲ့ network ကောင်းတယ်ဆိုရင်သူတွေရှိတယ် project တွေလိုက်လို့ရှင်သူကဆရာကြီးရောမဟုတ်ဘူးဒါပေမဲ့သူကဆရာကြီးတွေကိုသိပြီးရောအဲဆရာကြီးကြီးချိတ်ဆက်နိုင်တဲ့သူတွေရှိတယ်အဲ့တော့အဲ့လိုလူတွေဆိုလို့ရှင်တော့တဖေးတွေကကိုကအဲ့လိုလူဖြစ်နေရဆိုရင်တော့လေတတိယအဲ့လိုလူကိုလည်း value တခုနဲ့ထားတယ်ဒါမှမဟုတ်တတိယရေလောက်တာ networking လောက်တာအဲ့တော့ meeting နဲ့တက်တယ်ဒါမှမဟုတ်လို့ရှင်လုံးဝကိုပါ business တမှန်ပြောရင်သူတို့အခြေချင်းရှိမယ့်နေရာအလကားသွားတယ်ပြီးတော့ ဟို club တွေပေါ့နော်ဒီလိုမျိုး social group club တွေ gathering တွေအဲ့ဒီဥစ္စာတွေပတ်စံတမင်ပေးပြီးတော့ဝင်ကြတယ်အဲ့တော့အဲ့လိုမျိုး တကယ် next level ရအောင်အဲ့ဒါလုပ်ကြတာနောက်တစ်ခုကကြာ environment environment ဆိုတာကကြာခုန network နဲ့မတူဘူးပေါ့အာ network ဆိုတာ environment ကစိတ်တပိုင်းပေါ့ environment ဆိုတာ mental environment အာ spiritual environment အာ physical environment အားလုံးပေါ့အဲ့နေရာတွေမှာအရေးမပါတဲ့အရာတွေကိုအရာမပေးတဲ့ environment ထားတာအရေး ကြီးတဲ့အရာပါလဲဆိုတာသိရတဲ့အတွက်ဒါတွေပဲလုပ်ဖို့အတွက်ကိုနေရထားတာနောက်တစ်ခုကကိုယ့်ရဲ့ reputation ထိတဲ့ environment မျိုးဒါမှမဟုတ် ကိုအတွက်အနုလက္ခဏာဆောင်တဲ့ဥစားအသေးမှမထားတာစသည်ဖြစ်ဒီလို environment စနစ်တကျ view ကကြာကြာနေလို့လောက်တာအဲ့တော့ next level လုံးဝရောက်ချင်တယ်လုံးဝအဲ့လိုမျိုးဆိုလို့ရှင်တန်တန်းနေ light တက်နေအားထက် evolution မယ်တကယ်ကိုကိုယ့်ရဲ့ life ကို improve ဖြစ်မယ် skill improve ဖြစ်စေမယ် project တွေလိုက်တာ project ဆိုတာနော်ဥပမာကိုယ် graphic designer ဆိုရှင် company ကြီးရဲ့ project ကိုငွေကြီးပဲမကြည့်နဲ့သူဘယ်လောက်ပေးမလဲကိုမကြည့်ပဲနဲ့နာမည်ကို portfolio နာမည်ကိုစုလို့ရမယ့်ဥစားမျိုးတွေလိုက်တာ ဒါမှမဟုတ်ရှိရင်ဟိုကိုယ့်ရဲ့ဒီ graphic group တွေတို့မဟုတ်ဒီလိုအပြင်မှာတွေ့ဖို့အတွက် community ကြီးချိတ်ဆက်တာအဲ့လိုဥစ္စာတွေ like ချိတ်ဆက်တာအဲ့တော့ပြောချင်တာကွာ network ဆိုလို့ဟိုလုံးဝအကြီးကြီးနဲ့မှမဟုတ်ကိုယ့်ရဲ့ community တိတိဆိုတိတိရဲ့မှာ like ချိတ်တာတော့အဲ့တော့အဲ့လိုမျိုးဥစ္စာတွေလုပ်ကြည့်အဲ့ဒါတကယ်ဘဝ changes ဖြစ်တဲ့အရာပေါ့နော်အဲ့တော့ကတကယ်ဟိုနောက်ထပ် next level ရောက်ချင်တော့ဒီအချက်၄ချက်ကိုဂယူးဆိုင်ဖို့လိုပါတယ်